ဒီလိုကုသကောင်းမှုဆိုတာအသေးအဖွဲလေးပဲဖြစ်စေဒီကောင်းကျိုးချမ်းသာလေးပေါ်ဆောင်ပေးနိုင်တယ်။တမန်ကုသလေးတခုကလည်းကောင်းကျိုးဆံပေါ်ဆောင်ပေးနိုင်တယ်။ဒါဘုမြတ်စွာဘုရားကဟောတယ်။မာဝမေညေတပုံညတနမန္တံအာဂဘိတတိကုသကိုအသေးအဖွဲလို့မောင်းမိလေနဲ့အသေးအဖွဲ ကုသလေးဟာအကျိုးမပေးပါဘူးလို့မထင်နဲ့တဲ့။ဒါနကောင်းမှုနဲ့ပတ်သက်ပြီးမြတ်စွာဘုရားဟောထားတယ်။ ကိုစားတဲ့ပကံအိုးခွက်အဲ့ဓာတွေကိုဆေးကြောတဲ့အခါမှာတောင်းသရဝါလေးတွေစားပါစေလို့စိတ်နဲ့စွန့်လို့ရှိရင်ဌာနကောင်းမှုဖြစ်တယ်လို့ဝိသကုတ္တသုတ်ပါရသော်ပြဒီလိုဟောတာဒါကြောင့်စိတ်စေရနာလေးနဲ့လုပ်မယ်ဆိုရင်ဒါနာကောင်းမှုကအလွယ်တကူဖြစ်နိုင်တယ်ဒီလိုဆိုရပေါ့သို့သောတာမန်အနေနဲ့စွန့်လိုက်ရင်တော့ကုသိုလ်မဖြစ်ဘူး စိတ်ထဲကကြည်ရဲ့ချက်ရှိရှိစွမှုလိုအပ်တယ်ပေါ့သူဆိုအေးဒါကြောင့်ကုသကောင်းမှုဆိုတာနေသည်ဖြစ်စေကိုယ်တဏ္ဍမှာပျောက်ရောက်လာမှာဖြစ်တယ်ပျောက်ပြတ်သွားမှာမဟုတ်ဘူးနမန္တံအာဂမိတ်တိကုသိုလ်လေးကနည်းနည်းလေးငါစီမရောက်နိုင်ပါဘူးအကျိုးပေးအနေနဲ့မဖြစ်နိုင်ပါဘူးလို့မအောင်မိတ်လေးနဲ့တရားစွာဘုရားဥပမာပေးတာ နော်ဥဒ္ဓဘိန္ဓုဒီပါတိနာဥဒ္ဓကုံဘောပိပုရတိဒဇက်မြိတ်အောင်မှာထားတဲ့ဆင်အိုးကြီးဟာဒဇက်မြိတ်ကြီးဟာဒဇက်ဒဇက်ချင်းကြတာနဲ့ပဲပြည့်သွားတယ်အဲ့ဒါလည်းပဲကုသကောင်းမှုဆိုတော့နည်းနည်းနည်းလုံရင်ကနေပြည့်သွားတယ်ဒီလိုဆိုလို့ပဲနော်ဒီရောပုရတိပုံညတ်တာထောကံထောကံပိအာစိကုသကောင်းမှုတနည်း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 ဟောမယ်ဆုံးလေးတစ်စုံလောင်းတာ ပန်းလေးတကွင်ဖျားလို့ရဆောကုသကောင်းမှုတွေလုံရင်လုံရင်လည်းများလာဒီလိုဆိုလို့အဲ့ဒါဘဝရိခာစုအကောင်းဆုံးသောရိခာအေးဒီအဲ့ဒီလိုအသေးဖွဲကုသိုလ်လေးတွေနဲ့လက်ပြရောက်တယ်ကောင်းရသူတွေကိုဘဝရိခာပါသွားလို့ဘဝရောက်နောက်ဘဝမှာချမ်းသာစွာရတာလေဆိုတာလေနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားလက်ထက်တုန်းကလက်တွေ့တာရကလေးတစ်ခု ကြည့်ကြတယ်ရှင်မမောဂလံမထေမြတ်ဟာခရီးအသွားဆုံးပုဂ္ဂိုလ်လို့ပြောသူဟာဒုက္ခိဘုံနေလဲခရီးသွားတယ်ဒုက္ခိဘုံနေလဲခရီးသွားတယ်မကြခဏနတ်ပြည်တက်သွားတယ်တက်သွားပြီးတဲ့အခါမှာဘုံမိမ့်မှန်နေလိုက်ချင်ရင်ကနေပြီးတော့ဘယ်ကုသိုလ်လုံးလို့ဒီဘုံမိမ့်မှန်ရတာတော့ ီချမ်းသာဒီဘဝဘယ်လာတာလို့ဆိုတာဒီမေးမြန်းပြီးလူပြေကြတော့ပြန်ဟောတယ်ရှင်မဘောကလန်ဟာတကူရှင်ဆိုတာအလကားနေတာမဟုတ်ဘူးနော်အလကားမနေဘူးသူဟာဒီတန်တရာထဲမှာခီးသွန်းနေကြတဲ့တရားတွေလူတွေစိတ်အားတက်ဖို့အတွက်လည်းလုပ်တယ်အခုတို့ရှောင်းအောင်ကြောက်လန့်အောင်လည်းပဲရှင်မဘောကလန်စောင့်ဆောင်မှုပြုတယ်ရမယခာ အဝိစိငရဲတောင်မှပဲရှင်မမောကလန်ကကြွသွားပြီးတော့ငရဲမီးကိုသူ့ရဲ့အစွမ်းတကူနဲ့ငိမ့်အောင်လုံးလိုက်ပြီးတဲ့အခါမှာတရားဟောလိုက်ပြီးဆိုတော့တောင်မှမှတ်တမ်းရှိတယ်ပေါ့အလိုအကျိုးဖြစ်ဖို့အတွက်ရှင်မမောကလန်ကဆွမ်းဆောင်မှုတွေပေးတယ်အေးတခါတော့ကတောင်ကြီးပြည်စေတော်အကြောင်းမှတရင်တုံးနေရှင်မမောကလန်စိတ်တကမနာလို့ခေါ်တယ်စိတ်သွားခြင်းအဖြစ် မိမိနေရာအခန်းထဲမှာဘွားပြုတ်ခနဲ့ပျောက်ပြီးတော့တာဝရိန္ဒာလက်ပြီးလမ်းခရီးကိုတက်သွားလိုက်ပျောက်တော့ခေါ်ရောက်တဲ့အခါကျတော့ပရမသောလမ်းခရီးမှာဘုံမိမ့်မှန်တစ်ခုသွားတွေ့တယ်။နော်အဲ့ဒီဘုံမိမ့်မှန်သွားတွေ့တဲ့အခါကျဘုံမိမ့်မှန်ရှင်နှစ်သားကထွက်လာပြီးတော့ရှင်မောဂလန်ကိုရှ िख ိုးတယ်ရှ िख ိုးတော့ ရှင်မမောက္ခလမေးဒီလိုကြီးကျယ်ခမ်းနားတဲ့ဘုံမိမ့်မှန်ကြီးရဘာတွေလဲလုခဲ့လို့လဲကုသကောင်းမှုဘာတွေလုခဲ့လို့လို့ဆိုအဲ့ဒီနန္ဒာကပြောမှရှက်လို့မပြောချင်မပြောချင်ဟဲ့ရှင်မောက္ခလကတေချာမေးတဲ့အခါကျတော့ကြပြီးတော့ဒါနာလည်းမလုခဲ့ဘူးကြားတယ်သီလလည်းမလုခဲ့ဘူးဘာဝနာလည်းမလုခဲ့ဘူးနော်တပည့်တော်ဘာလုတုံးဆိုရင် တပီတော့ဘရုံးမမလိမ်ဘူးတဲ့ပြောစရာရှိရင်အမှန်ပဲပြောခဲ့အဲ့ဒီတခုတော့တပီတော့လုပ်တယ်ကျန်နာတွေကတော့တပီတော့မှမဲမဲရရမရှိဘူးတဲ့ဒါနာကောင်းမှုလုပ်တာလည်းမဲမဲရမရှိသူအမတ်တရားလုပ်တာမရှိအောင်ပြောတာနော်ပီလာဆောက်တည်တာလည်းမတ်တရားလို့မရှိဘူးဘာဝနာကမ္မထံပွားများထုတ်တာလည်းမတ်တရားရှိသူ့မှာမမတ်ရရလုပ်တာသူဟာဘယ်တော့မှမလိမ်ဘူးဆိုတဲ့လူတယောက် အဲ့ဒီဘယ်တော့မှမလိမ်ဘူးဆိုတဲ့ကုသကောင်မှုကြောင့်အခုဘုံမိမ့်မှန်ကြီးမှတသားလာဖြစ်တယ်လို့ပြောတာဒါလေးကိုသူရှက်လို့တော်နဲ့မပြောဘူးရှင်မောကလန်ကမေးမှပြောတာနော်အဲ့ဒီလိုဒီလိုမှန်ကန်တဲ့စကားလေးတစ်ခုဆိုယုံနဲ့ပဲကုသကောင်မှုရဲ့အကျိုးတစ်ခုဘုံမိမ့်မှန်နဲ့ဘဝချမ်းသာတဲ့အနေအထားတစ်ခုကိုဖော်ဆောင်ပေးတယ်ဆိုတာတသက်တာကတစ်ခုပဲပေါ့ ။ဟောနောက်တစ်ခုဗိမာန်တစ်ခုကိုတွားလိုက်တဲ့အခါအဲ့ဒီမှာအဲ့ဒီမှာရှိတဲ့နတ်သမီးတွေဘုံမိမ့်မှန်ရှင်တွေထွက်လာတဲ့အခါအဲ့ဒီဘုံမိမ့်မှန်တွေလည်းနေရှင်မမောကလမေးသွားတယ်။ဒီဘုံမိမ့်မှန်ဒီနတ်ပြည်ဘာလို့ရောက်လာ။ဘာတွေကုသိုလ်လုပ်ခဲ့တာတော့ဆို။မပြောချင်ကြဘူးရှက်ကြတယ်သူ။ရှက်တယ်။တပည့်တော်တော့ဖြားတဲ့မြန်မြန်ဆသာမလုပ်ခဲ့ပါဘူးတပည့်တော်မပြောသေးသေး ကလောင်လှုပ်ခဲ့တာပါနော်ဟိုနောက်တယောက်ကျတော့ဒီပြင်အသီးလေးတစ်ခုပဲလှုပ်ခဲ့တယ်အဲ့ဒါလို့သူတို့ကုသကောင်းမှုတွေဟာမဲမဲရရကြီးမရှိဘူးသို့တော့စေရနာထက်ထက်တန်တန်နဲ့ကုသကောင်းမှုတွေလှုပ်ခဲ့ကြတယ်ဆိုတာလေးကတော့သူတို့မှာအမှတ်တရလေးဖြစ်တယ်ဆိုပါလို့ယသောဗျာအပြီးတော့တက်ဟောတဲ့အခါမှာတက်ဟောတဲ့အခါမှာ အင်ကူရနတ္တနဲ့အိန္ဒကနတ္တဘုရားအိမ်မှာထိုင်နေကြတာဖြစ်အဲ့ဒီမှာအိန္ဒကနတ္တရဲ့အစွမ်းတကူကဘလောက်ကြီးတုံးဆိုတကူကြီးတဲ့နတ်တွေနောက်ကလာလဲသူကထပေးเสียမလို့သူတကူကမတန်ရှိအင်ကူရနတ္တကတော့သာသနာ့ဘာမှာထမေချောင်းစီလှူခဲ့တာနှစ်ပေါင်းများစွာသို့သော သူဟာရှေ့မှာမထိုင်ရဲတော့တဖြည်းဖြည်းဆုတ်သွားတယ်မြတ်စွာဘုရားနဲ့ဆနစ်ယူဇနာလောင်းဝေးတဲ့အရာရမှသူနေရာရတယ်။နော်အရှိန်ဝါဆိုတာမတန်ကွာ။အဲ့တော့သူတို့နှစ်ယောက်ကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားဟောအိန္ဒဂဏတကမလုပ်ခဲ့တာလို့ဆို။ဇာန်တပါဆုံးခါလာတဲ့အခါမှာယန္တာတပါဆုံးတဆုံးလောင်းခဲ့တာတဲ့။အဲ့ဒီလောင်းခဲ့တဲ့ကုသိုလ်ရဲ့စွမ်းအားကြောင့်သူကဘုန်းတော်ကြီးကြီး။အင်္ဂုရဏန္တကတော့ ဒီလိုသီလရှိတဲ့ပုဂ္ဂိုလ်မဟုတ်ပဲနဲ့လမ်းပေါ်ကလူတွေဖိတ်ပြီးတော့အဲ့ဒီပုဂ္ဂိုလ်တွေကိုကြွေးခဲ့တာတဲ့ဆယ်နှစ်နှစ်တောင်ကြွေးခဲ့တာသို့တော်လဲသူ့ရဲ့အလှူဒါနကသူကစိတ်အားချီးမြှူးစရာတိတ်မရှိခဲ့ဘူးအဲ့ဒါကြောင့်မလို့သူ့ရဲ့အစွမ်းတကူကတိတ်မရှိဘူးလို့ဆိုတာဟုတ်ကြည့်ပြီးနဲတာများတာအဓိကမဟုတ်ဘူးဆိုတာဝေလာမတော့မှလည်းမြတ်စွာဘုရားဟောတာရှိတယ်အဲ့ဒီလို့ ဖိမှန်ရှင်တန်တပီးတွေမေးလိုက်လို့ရှင်အတော်နဲ့မပြောချင်ကြဘူးမပြောသေးသေးတလုံးလှူခဲ့တာဒီလိုသုံးလေးတစ်စုံလောင်းခဲ့တဲ့ပုဂ္ဂိုလ်တည်တည်လေးတလုံးလှူခဲ့တဲ့ပန်းလေးတစ်ပွဲလှူခဲ့တဲ့ပုဂ္ဂိုလ်တွေဖိမှန်ကြီးတွေနဲ့ရပြီးချမ်းသာဒုက္ခရနေကြတာတွေကိုဒီကုသိုလ်အကျိုးပေးတဲ့ခြုံလို့သူတို့ဒီချမ်းသာဒုက္ခရတယ်ဆိုတော့ရှောက်ကြကြအဲ့ဒီကနေပြီး ရှင်သာရိပုတ္တရာနောက်ဗိမာန်တစ်ခုရောက်တဲ့အရှင်မောကလံဗိမာန်တစ်ခုရောက်တဲ့အခါနတ်သမီးတယောက်တွေ့ဒါသမီးတယောက်တွေ့တော့အဲ့ဒီနတ်သမီးကဘာလုပ်ခဲ့တာတော့လို့မေးတဲ့အခါကျတော့တပည့်တော်ကတော့တခြားမလုပ်ပါဘူးတဲ့ဒါလားသီလဘာဝနာဆိုတာတစ်ခုမှမလုပ်ခဲ့ဘူးတဲ့သို့သောတပည့်တော်ရဲ့ယောက်ျားတော်တော်ဆိုးတယ်ထိခနဲ့ရှိဆိုရင်တပည့်တော်ခေါင်းရိုက်ခွဲတယ်တဲ့ တော်တော်ဆိုးတဲ့လူတဲ့စိတ်ကအမတမတိုးတယ်တဲ့ထက်ကနေရှိဆိုရိုက်တယ်နဲ့တဲ့အဲ့ဒီလိုနှိမ့်ဆက်တဲ့ယောက်ျားအဲ့ဒါနဲ့တပီးတော့ပေါင်းဖက်နေကြရတဲ့အခါမှာတဲ့တပီးတော့စိတ်ကိုတပီးတော့ချိုးနိုင်တယ်နော်ဘာပဲဖြစ်ဖြစ်တိခါဟာသူနဲ့တွေ့နေမှာတော့ငါဘာမှမတတ်နိုင်ဘူးအဲ့တော့စိတ်မဆိုးနဲ့ဘာမှတုံ့ပြန်ပြီးမပြောနဲ့ဆိုပြီးတော့ တသက်လုံးအောက်ပြီးပြီးတော့သီးခံလာခဲ့တဲ့သီးခံခဲ့တဲ့ကုသိုလ်ကောင်းမှုတော့သူလုပ်ခဲ့ပါတယ်လို့ပြောတာနော်ဒီပြင်တခြားကုသိုလ်ကောင်းမှုမမရရမရှိဘူးစိတ်မဆိုးအောင်သူ့ကိုယ်သူထိန်းခဲ့တယ်ဆိုရဲအကြောင်းရှင်မောကလန်ကိုရှောက်ထားတာဖြစ်တယ်အဲ့ဒီရှင်မောကလန်ခရီးစဉ်မှာအဲ့ဒီလိုမန္နာကိုပြောတဲ့ပြောလို့ဓဘဝရောက်သွားတဲ့ပုဂ္ဂိုလ်နဲ့ အနည်းငယ်သောပစ္စည်းလေးတွေတတိလေးတလုံးလို့ပန်းလေးတစ်ပွင်လို့လှူလို့နှပြရောက်သွားတဲ့ပုံပုံကြီးတခြားကုသိုလ်တွေမမရရမလုပ်ဘဲနဲ့ဟောဒေါသမဖြစ်အောင်ကိုယ့်ကိုယ်ထိမ့်သိမ့်တာနဲ့ပဲနတ်ဘဝရောက်သွားတဲ့ပုံပုံကြီးအဲ့ဒါတွေကိုတွေးပြီးတော့နတ်ပြည်ကပြန်လာတဲ့အခါမှာမြတ်စွာဘုရားကိုရှောက်တယ်အရှင်ဘုရားမှန်ကန်တဲ့စကားလေးတစ်ခုဆိုရုံနဲ့နတ်ပြည်ရောက်နိုင်သလား အနည်းငယ်သောပစ္စည်းလေးတတိလေးတလုံးပန်းလေးတစ်ဝင်းရေလေးတစ်ခွက်လှူတာနဲ့ရောတပ်ပြေရောက်နိုင်သလားကိုတော်သားလေးကိုကိုထိမ့်ပြီးတော့စိတ်မဆိုးယုံနဲ့တပ်ပြေရောက်နိုင်သလားလို့ဆိုတော့မြတ်စွာဘုရားငါကဘာဖြစ်လို့မေးနေရသလဲတဲ့သင်ကိုယ်တိုင်တွေ့ခဲ့ပြီမဟုတ်လားလို့မြတ်စွာဘုရားရှင်မောကလန်ကိုပြန်မိတ်ရှိပြီးတော့အများကြားရအောင်ဒီဒေသနာတော်ကိုဟောပြောခဲ့တာဖြစ်တယ်ပေါ့ ဓမ္မပရမဒီเจตนาတော်ကိုမတန်းတင်ထားတယ်အဲ့ဒီเจตนาတော်ကမာလဲလို့ဆိုသစ္စံပနေနတ်ကုဇီယဒစ္စံအပံပိယာစီတောဣတိဟိကြိဟိဌာနေဟိခစ္စေဒေဝနာတန်ဋိကေတော့ကုသိုလ်ဆိုတာဘယ်လောက်အားကိုးရတယ်ဆိုတာကိုဖော်ပြတဲ့သဘောသစ္စံပနေမန္တာကိုပဲပြောပါအဲ့ဒီမန္တာပြောတာနေနဲ့လည်းပဲ လက်ပြရောက်ပါလေကောင်းရသူတွေဘုံရောက်ပါလေလို့သူတို့ဆိုတာနော်အဲ့တော့လူဘုံရောက်တာတော့မပြောနဲ့လက်ပြတောင်ရောက်နိုင်တယ်လို့သူတို့ဆိုလို့တစ္ဆံပနေနတ်ကုတ်စေရအေးစိတ်မစိုးအောင်ကိုယ့်ကိုယ်ထိဘယ်ကိစ္စပဲဖြစ်ဖြစ်စိတ်မစိုးစိတ်မစိုးအောင်ဒေါသကိုထိနိုင်ရုံနဲ့လည်းပဲလက်ပြကိုရောက်နိုင်ပါလေဟောနောက်တစ်ခုကတစ္ဆံအပ္ပံပိယာစီတော် ကိုယ်စီမှာတောင်းခံလာတယ်သို့မဟုတ်လူခံလာတယ်နော်ယန္တနာတစ်ပါးဆွဲရလာတယ်ဆိုရင်နည်းနည်းလေးပဲဖြစ်စီလူလိုက်ပါအဲ့ဒီအနည်းငယ်တော့အလူဒါနနဲ့လည်းလက်ပြေကိုရောက်ပါတယ်သူသစ္စာပြာဒီကုသိုလ်တွေအားလုံးဟာစွမ်းဆောင်မှုပေးနိုင်တယ်ဆိုတော့ဖော်ပြတယ်နော်တမဟာဖြင့်တော့လူတွေကယုံကြည်မှယုံမှဒီလောက်ကလေးနဲ့လက်ပြေရောက်နိုင်ပါမလား ဒီလောက်ကလေးလုံုံနဲ့ဘုံမှာเจ้าကြီးတွေကံကြီးတွေဆောက်ပြီးငရဲကြသွားတဲ့လူတော့မရှိဘူးလားလို့ဆိုရှိနော်စိတ်ဓာတ်ဆိုတဲ့အချိန်မှာဒီတန်တရားမှာဒီတန်တရားလဲတဲ့အချိန်လေးမှာတေကံဤမှာကောင်းတဲ့စိတ်ဓာတ်ကလေးနဲ့တည်သွားလို့ရှိရင်လူတွေအချမ်းရှိအဲ့ဒါကိုဥပမာနဲ့ပေးထားတာရှိတယ်ဆိုတော့လူတယောက်ဟာတသက်တန်လုံးအကုသို့အလုပ်တွေလုပ်တယ် သေခဏီးမှာဘုရားကိုအာယုပြုတ်လိုက်တာနဲ့သူဟာလက်ပြရောက်သွားတာမဖြစ်နိုင်ဘူးလားဆိုဖြစ်နိုင်ဘယ်လိုဖြစ်တာရောလို့မေးလိုက်လို့ရှင်အကုသိုလ်ဆိုတာကြောက်တုံးကြောက်ခဲနဲ့အလားတူတယ်ကြောက်တုံးကြောက်ခဲမှတ်တယ်ဗျကြောက်ခဲလေးဟာဒီပြောင်းမှုစေးလောက်ကြောက်ခဲလေးပဲဖြစ်ဖြစ်ရေထဲမှာချလိုက်မြုပ်တော့ဘယ်တော့မှမပေါ်ကြောက်ခဲဟာရေထဲမှာပေါ်ရေရေထဲချလိုက်ရင်မြုပ်တော့မှာပဲအသေးလေးနဲ့မြုပ်မှာ တို့သူရဲ့အကုသိုလ်မှန်တယ်များအောက်ဆွဲကောင်းပြုတ်သွားမဲ့အရာလေးကြီးပဲတို့တော့အဲ့ဒီကြောက်ခဲတို့မဟုတ်အလွန်ကြီးမားတဲ့ကြောက်တုံးကြီးပဲဖြစ်စေလှေပေါ်တင်ပြီးတော့သွားလို့ရှိရင်ရေမမြုပ်ဘူးအဲ့ဒါမိလိန်နာမင်းကြီးနဲ့ရှင်နာကသိန်းဆွေမေးတဲ့အခန်းရှင်နာကသိန်းကဥပမာပေးခဲ့တဲ့စကားတော့ရှင်နာကသိန်းကဟိုကကုသိုလ်နဲ့အကုသိုလ်မှာ ကုသိုလ်ရဲ့ဆွမ်းဆောင်မှုကပိုကြီးမားတယ်လို့ဆိုတာဒါကြောင့်ဒေါသမထွက်ယုံနေတဲ့လည်းပဲလူဟာကောရသူရိပုံရောက်သွားနိုင်တယ်အာဟုသူရိရှိခြင်းရှိနေမဲ့သူ့မှာမရှိဘူးလို့ပြောတာဟုတ်အေးပေဘောကြောက်တုံးတက်လိုက်တယ်လို့ပဲမြုပ်သွားတာအဲ့ဒီအာဟုသူကြောင့်သူမြုပ်မသွားဘူးလို့ဆိုလိုတယ်လေဆိုတဲ့ကုသိုလ်ကောင်းမှုလှုပ်ထားလို့ရှိရင်ဘလောက်ကြီးတဲ့ကြောက်တုံးကြီးပဲဖြစ်ဖြစ်ခြေပေါ်မှာပေါ်နေပါပဲဒီလိုအိဗယ်မျိုးပြောတယ်နော် အဲ့ဒါနဲ့ပတ်သက်တဲ့ဟိုဇလန်းနေရှိတယ်ပေါ့ကမ္မဒါထိကစောရခါရကဆိုတယ်ဘုရင်ကခန့်ထားတဲ့ရာဇဝသားတွေကိုတတ်တဲ့လူတယောက်ဟာနှစ်ပေါင်း90ထောင်ထဲမှာရာဇဝတဲ့လူတွေကိုတတ်ခဲ့တာနောက်ဆုံးမှာယာရုကပြုတ်တဲ့နေရှင်သာရိပုတ္တရာနဲ့တွေ့တရားနာရတဲ့အခါအဲ့ဒီကုသိုလ်ကံရဲ့ဆွမ်းအားကြောင့်သူဟာတုတ်တိတာဘုံရောက်သွားတယ် နော်နှစ်ပေါင်း90လူတတ်တဲ့အဟုတုကံဆိုတဲ့ကြောက်တုံးကြီးဟာရှင်သာရိပုတ္တရာတရားနာရင်းဆိုတဲ့ကုသိုလ်ရဲ့ဆွမ်းဆောင်မှုနဲ့သူကမြုပ်မသွားဘူးဘုဘကံထီအောင်ရောက်သွားတယ်လို့ပဲအေးအဲ့ဒါလို့ပြောတာနဲ့ငါတို့တွေဟာမတည်ခင်တော့လုံးချင်အောင်လုပ်မယ်တေကံလေးကြမှာဘုရားတရားနဲ့နေမယ်လို့တော့သွားမတွေးလေနဲ့နော်အဲ့ဒါလို့တော့မစော့စားနဲ့စော့သားရင်ဖြစ်ချင်မှဖြစ်တာ ကံကြမ္မာဆိုတာဘလို့သိပဲဆိုတာလူတိုင်းမသိနိုင်ဘူး။ဒါကြောင့်မလို့ကြွတင်ပြီးတော့ကုသိုလ်ကောင်းမှုဆိုတာလောကမှာဖြစ်တယ်ပေါ့။ဒါက chance ဆိုတဲ့အခွင့်အရေးတစ်ခုရသွားတဲ့ပုဂ္ဂိုလ်တွေကိုပြောတာ။နောက်သာဝတိပြေကအဋ္ဌိဏပုဗ္ဗကတထေးရဲ့သားဖြစ်တဲ့မထကုံဏီဆိုတာဘာကုသိုလ်မှမလုပ်ခဲ့ဘူး။တေးအမှုမှုဖြစ်နေတဲ့အချိန်မှာသစ္စာဘုရားမှုရှိတဲ့ယဟန်တွေ ရဟန်းတန်ဃာတွေကသူ့အိမ်ဘေးကနေဖြတ်ပြီးတော့ဆွမ်းခံကြွသွားမြတ်စွာဘုရားအဲ့ဒီချိန်မှာသူ့ကိုအကျိုးဖြစ်ထွန်းစေဖို့အတွက်ရောင်ခြည်တော်လွှတ်လိုက်တဲ့အခါမှာဘုရားရဲ့ရောင်ခြည်တော်တွေဖြတ်တန်းတာကိုတတိပြုပြီးတော့သူဟာလက်အုပ်တော်မချိနိုင်တော့တဲ့အနေ ဖြစ်တော်လဲဘုရားကိုအာရုံပြုပြီးစိတ်ထဲမှာကြည်နူးမှုတွေဖြစ်သွားအဲ့ဒါလေးနဲ့ပဲသူကနတ်ပြေရောက်သွားနော် အဲ့ဒီကုသိုလ်လေးကစွမ်းဆောင်ပေးလိုက်တာနတ်ပြည်ရောက်သွားတယ်လို့သူတို့ဆိုတယ်။မထာကုဏ္ဏမျိုးတို့။ဒါကြောင့်ကုသိုလ်ဆိုတာစွမ်းဆောင်မှုအားကြီးတယ်အားကောင်းတယ်။အကုသိုလ်တွေကစွမ်းဆောင်မှုအားမကောင်းဘူးတဲ့။ကုသိုလ်နဲ့အကုသိုလ်ကုသိုလ်ကအားကောင်းတယ်လို့ဆိုတယ်။ဘာဖြစ်လို့ကုသိုလ်ကအားကောင်းတယ်လဲလို့မိလိမ့်တာပညာမှာမိလိမ့်တာမင်းကြီးရဲ့အမေးကိုရှင်းရှင်းလာတဲ့အဖြစ်ထားတာတော့ အကုသိုလ်ဆိုတာမောဋ္ဌလုပ်ပြီးရင် လူတွေကနောင်တပူပန်တဲ့စိတ်တွေဖြစ်တယ်ပေါ့ကုသိုလ်လုပ်ပြီးလို့ရှိရင်လူတွေဟာတွေးမိတိုင်းဝမ်းသာပြီးတော့ပျော်တဲ့ပျော်လာတတ်တယ်ဒါကြောင့်မို့ကုသိုလ်ကတိုးပွားတယ်အကုသိုလ်ကမတိုးပွားဘူးဒါကြောင့်အကုသိုလ်ကအဲအားမရှိဘူးကုသိုလ်ကအဲအားရှိတယ်လို့အဲ့ဒါလို့ဖြေထားတာရှိတယ်ပေါ့အေးဒါကြောင့်မို့အခုပြောတဲ့မြတ်စွာဘုရားဟောတဲ့ ဒေသနာတော်ထဲမှာတစ္ဆန်ပဏီမန္တာကသာပြောပါတဲ့ဒါလေးနဲ့လည်းလက်ပြရောင်းနိုင်လေနာကုစေယဘယ်တော့မှဒေါသမထွက်ပါနဲ့ဒေါသမထွက်အောင်ထိသိဆောလျှောက်ပါဒါနဲ့လည်းလက်ပြရောင်းနိုင်လေသစ္စာအပ္ပံပိယာစီတုံကိုယ်တောင်းခံလာမယ်ဆိုရင်အနည်းငယ်လေးပဲဖြစ်ဖြစ်ကိုတတ်နိုင်တာလေးလှူလိုက်ပါအေတိဟိတိဟိဌာနေဟိဒီအကြောင်း၃မျိုး တဲကတမျိုးမျိုးကြောင့်ခិစေဒေဝနာတန်တိကေဒေဝနာတန်တိကေနတ်တို့ရဲ့ဘုံမိမ့်မှန်နတ်တို့ရဲ့အထံမှာနတ်တို့ရဲ့အထံလို့ခិစေရောက်ရှိနိုင်ပါတယ်လို့မြတ်စွာဘုရားကဓမ္မပဒမှာဒီလိုဟောကြားထားတာဖြစ်ပါတယ်အဲဒီဝိတုတ္တရကားတွေကိုထောက်ရှားပြီးတော့ဘဝခရီးမှာကုသတိတာနဲ့အကောင်းဆုံးသောရိက္ခာဆိုတာအဲ့ဒါမှအထင်ရှားတယ်ဟောဒါကြောင့်မို့ ဘုန်းကြီးတို့တွေတက်ရှိပြင်ရှားရှိနေတဲ့အချိန်မှာနေ့စဉ်နဲ့အမြတ်ကုသိုလ်ကောင်းမှုတွေကုသလမရရှိအောင်ကြိုးစားအထောက်အကြအမှဖြစ်တယ်။ကုသိုလ်ရှိနေမှတနေ့ကျဘယ်သူပဲဖြစ်ဖြစ်ဘဝခရီးကိုထွက်ကြမှာဖြစ်တဲ့အတွက်ကြောင့်ဘဝခရီးမထွက်ခင်ကုသိုလ်ရိတ်ခါများများရှာထားကြရမှာဖြစ်တယ်လို့ကိုယ်စီကိုယ်စီတတိထားပြီးကြိုးစားအထောက်အကြ